မနက်ခင်ပါရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုံမြန်ချားရဲ့မနက်၈နာရီသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအခစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ပဲခူးတိုင်းညောင်လေးပင်ကြောက်တကဖြူးမြို့နယ်တွေထဲမှာရှိတဲ့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့တွေအခြေချထားတဲ့စခန်းကိုကူကို PDF နဲ့ KNLA ပူးပေါင်းတပ်တွေကဂျွန်လ25ရက်အစောပိုင်းကတပြိုင်တည်းဝင်တိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဲ့ဒီလိုတက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီအဖွဲ့ဝင်အယောက်20ထက်မနည်းသေဆုံးခဲ့ပြီးအများပြားဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါ့အပြင်စစ်တုံးပန်းသူ့ရဲ့အုတ်တရားအပါဝင်၃ယောက်လည်းဖမ်းမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်မျိုးစုံ16လက်ခဲရနဲ့စစ်တုံးပစ္စည်းအများအများလည်းသိမ်းဆည်းရရှိခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲမှာတော်လန်ရေးတပ်ဖွဲ့တွေဘက်ကရဲဘော်တယောက်ကြဆုံခဲ့ပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်ရှင်။ငြိမ်းချမ်းရေးရဖို့အတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တနိုင်ငံလုံးအပြည့်အစုံချုပ် NCA ကိုဆွဲကင်ထားကြောင်းဗိုလ်ချုပ်မူကြီးမြောက်လှိုင်က Peace Forum 2025အခမ်းအနားဖွင့်ပွဲမှာပြောလိုက်ပါတယ်။ တော်လည်းတက်ဖွဲ့တွေကိုလည်းနိုင်ငံရေးနီလအရာ တွဲဆုံဆွေးနွေးအဖြစ်ရှာကြဖို့သူက ပြောသွားပါတယ်အဖြစ်ဆုံးကိုစိုးသူအောင်တင်ပြပို့ထားပါတယ်ရှင်အနာဒိုင်းစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိစ္စနဲ့ငင်းကြိုင်းကိစ္စတွေဆွေးနွေးဖို့ဆိုပြီးနေပြည်တော်မှာငင်းကြိုင်းဖိုရမ်တစ်ခုပြုလုပ်နေတာပါ P Forum 2025လို့နာမည်ပေးထားတဲ့အဲ့ဆွေးနွေးပွဲကို မင်္ဂလာသီရိဟိုတယ်မှာဂျွန်လ25ရက်ကနေ28ရက်အထိပြုလုပ်နေတာဖြစ်ပြီး စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကသူ့ရဲ့အဖွင့်မေကိုမှ PDF တွေကိုအကြမ်းဖက်လို့တုံးလုံးကတော်လိုင်းတက်တွေကိုလည်းငြင်းငြင်းဆွေးနွေးဖို့ကမ်းလှမ်းခဲ့တာတွေ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ငြင်းငြင်းပေါ်ဆောင်ရမှာဒါရရှိခုရဲ့ပစိပူချီကဥပဒေနဲ့ဒါနလည်းကတိကတက်ကမရစိတဘောလူစာချုပ် NCA လမ်းကြောင်းကိုအဓိကဆွဲကင်ပြီးရှောက်ထမ်းနေရှိနေပါတယ်။ငြင်းငြင်းပေါ်ဆောင်ရမှာလည်း ဒီဝဆပ်ဖို့မရှိဖို့လိုအပ်တယ်လို့ဒီတွေကအဖြစ်မှပြောပါလေတင်းတင်းရှင်းရှင်းနဲ့လွတ်ဆောင်နေကိုလည်းလိုပါတယ်။ဆိုင်သာဒီကိုချင်းချင်းဒီလိုမျိုးစိတ်ဓာတ်အရင်ခံပြီးငငယ်ဒီလာရပြည့်စုံစွင့်ပြီးချာနိုင်မှသာစစ်မှန်ပြီးရေချီတည်တတ်တဲ့ဒီကဲရရှိအောင်ဆောင်ရွက်နိုင်မယ်လို့ကျွန်တော်တို့အနေနဲ့အပြည့်ဝယုံကြည်ထားပါတယ်။ဒါပေမဲ့ NCA ကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့ចောင်းသားအသံတော် ABSDF ချင်းမျိုးသားတပ် CNF နဲ့ကရင်မျိုးသားစီယုံ KNU တို့ကတော့ဆရနာသိန်းနာဟာ NCA အခြေခံမှုနဲ့ရည်ရွယ်ချက်တွေကိုဖျက်ဆီးတာဖြစ်တယ်လို့2008ဖွဲ့စည်းပုံကိုလည်းပြက်ပြဲစေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်2008ဖွဲ့စည်းပုံအောက်ကလုံဆောင်ချက်တွေဟာအလုတ်ဖြစ်လာမှာမဟုတ်ဘူးလို့ CNF ပြောခွင့်ရသူဆလိုင်းထန်နီက DVV ကိုပြောပါတယ်။ဒီကျွန်တော်တို့အနေနဲ့ NCA မှာပါဝင်ခဲ့ပြီးပြီအလုံးမဖြစ်ဘူး။ ကျွန်တော်အနေနဲ့ဒီ2008ဖွဲ့စည်းပုံအောင်ကနေလုပ်တဲ့ NCA ဒီကိုလက်ခံနေဆိုရင်ကျွန်တော်တို့ CNF အနေနဲ့တော့ဒီနေဥတော်ထိုင်ရဲမှာပြည်သူဘက်ကနေပါဝင်လာစရာအကြောင်းမရှိဘူးပေါ့အဲ့ဒါလည်းအလုပ်မဖြစ်တော့လို့ကျွန်တော်တို့ကဒီမြန်မာနိုင်ငံရဲ့မှာဒီစစ်တပ်အနာကျင်းစင်ရေးနဲ့ကျွန်တော်တို့လူချင်းတဲ့ Federal Democracy ပြထောင်စုကိုတည်ဆောက်ဖို့ဆိုပြီးတော့အခုဆက်လက်ပြီးတော့ပြည်သူနဲ့အတူတိုက်ပွဲဝင်နေတာဖြစ်ပါတယ်ဟုတ်ကဲ့တဖက်မှာလည်းစစ်ကောင်စီကတရားဝင်အစိုးရမဟုတ်တာကြောင့် န်စီအစာချုပ်ကိုအကောင့်ထဲပေါ်ဖို့တာဝန်မရှိသလိုလုံပိုင်ခွင့်လည်းမရှိဘူးလို့ UNG က2023ခုနှစ်အောက်တိုဘာ31ရက်မှာကြေညာထားပါတယ်။ UNG ပြောခွင့်ရသူကိုနေဖုံးလက်ကလည်းစစ်ကောင်းဆောင်ရဲ့စကားတွေဟာတူအာနာတီမြေကြီးအတွက်ပြောနေတာဖြစ်ပြီးဆေးရနာရှင်တွေရဲ့လုံရက်ကငញ្ញိုင်းဆိုတဲ့စကားနဲ့စန့်ကျင်ဘက်ဒေတာဖြစ်တယ်လို့ပြောပါတယ်။ဆိုတော့ချုပ်ပြောရရင်တော့ဗျာငញ្ញိုင်းဆိုတဲ့စကားလုံးကိုလူကြောက်အောင်လူကြိုက်အောင်လို့သာပြောနေတာနော်တကယ်တမ်း အရင်စစ်လိုက်မယ်ဆိုရင်တော့တို့အာနာတီမြဲရေးတော့တို့ပြည်နယ်ကင်းလွတ်ခွင့်ရရှိရေးဒါတွေဒါကဒါလင်ဒါတို့လိုချင်တဲ့အရာဖြစ်တယ်ပေါ့နော်။နောက်ပြီးတို့ရဲ့အကျိုးစီးပွားကိုမထိခိုက်ပဲနဲ့ဒီတိုင်းပြည်မှာအာနာကိုဆက်ပြီးတော့ဟိုတိမ့်ပိုက်ထားပြီးတော့ပေါ့နော်။တိမ့်ပိုက်ထားပြီးတော့တားတင်မြေဆက်အကျိုးစီးပွားရရှိနေရေးတော့ဒါဒီဒါဒီဟာဒါလင်တို့ရဲ့လိုချင်တဲ့အရာဖြစ်တယ်လို့ဒီလိုပဲပြောရမှာဗျာ။ ဆေးရနာသိန်းတန်တရာမလဲဘူးနဲ့ဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့ဆိုရင်ဇန်နဝါရီ31ရက်မှာ UNG ကပူပေါင်းထုတ်ပြန်ခဲ့တဲ့နိုင်ငံရေးဘုံရည်ရည်ချက်6ချက်အပေါ်မူတည်ကြောင်းကိုနေဘုံလကဖြေဆိုဘူးပါတယ်။အဲ့6ချက်ကိုအတိုချုံးမယ်ဆိုရင်တော့ဆေးရနာသိန်းမှုကိုဖယ်ရှားပြီးစစ်တပ်ကနိုင်ငံရေးမှာပါဝင်တာကိုအဆုံးသတ်ဖို့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့နဲ့ မတရားကျူးလွန်ခံရသူတွေတရားမျှတမှုရှိစေရင်နဲ့အသွင်ကူပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်ဖို့လိုပဲဖြစ်ပါတယ်။ဒါပေမဲ့ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကစစ်တပ်ကိုနိုင်ငံရေးကထွက်ဖို့တောင်းဆိုတာဟာမဖြစ်နိုင်တဲ့တောင်းဆိုချက်ဖြစ်တယ်လို့2025ခုနှစ်မတ်လ26ရက်မှာထုတ်ဖော်ပြောဆိုထားပါတယ်။ အခုနေပြည်တော်မှာပြုလုပ်တဲ့ငြိမ်းချမ်းဖိုရမ်မှာပြည်ပ6နိုင်ငံကပညာရှင်တချို့အပါအဝင်စစ်တပ်အရာရှိတွေတိုင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့နိုင်ငံရေးပါတီတွေအရပ်အဖွဲ့စည်းတချို့ပါဝင်တက်ရောက်နေတာအုပ်စုနှစ်ခုခွဲပြီးတကားပိတ်ဆွေးနွေးကြမယ်လို့သိရပါဗျ။ကျွန်တော်စိုးသူအောင်ပါ AR တိုင်းလေမျက်နှာမျိုးနဲ့လက်သမားကျေးွာကခရိယံဖျားเจ้าမှ PDF တွေနဲ့ AA တက်တွေရှိတဲ့ဆိုပြီးစစ်ကောင်စီတက်တဲ့ရဲတွေကဝင်းအောင်စင်းနဲ့ရှာဖွေကအကြောင်းတွင်းကအရက်သားတယောက်ကိုထိုးကျက်ရိုက်နှက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီတပ်နဲ့ရဲအင်အား20ဝန်းကျင်ကဂျွန်လ20ရက်ည9နာရီလောက်မှာခရီးရန်ဖျားเจ้าမှာ PDF တွေနဲ့ AA တပ်တွေရှိတယ်ဆိုပြီးဝင်းရောက်စီးနှင်ခဲ့တာလို့ဆိုပါတယ်ဖျားเจ้าရဲ့တကားတွေကိုရိုက်ချိုးပြီး အဆောင်သဘောမျိုးနေတဲ့အရတားတယောက်ကိုထိုးကျက်ကဒုထောက်ခိုင်းပြီးဖျားကြောင်းနှံ့ရှာသွားတာလို့ဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီခရီးရန်ဖုန်းတော်ကြီးចောင်းကိုစစ်ကောင်စီတပ်နဲ့ရဲတွေကမိမက်စရိုက်ဆန်ဆန်ဝင်ရောက်စီးနင်းခဲ့တဲ့အတွက်ခရီးရန်ဖျားကြောင်းတာဝန်ရှိသူတွေကသက်ဆိုင်ရာတာဝန်ရှိသူတွေစီအကြောင်းကြားထားတယ်လို့ဆိုပါတယ်ရှင်။ တနင်္သာရီတိုင်းပလောမြို့နယ်စင်ထိုးကြီးွာအဝင်မှာဇွန်လ25ရက်မနက်7:00နာရီလောက်ကအသက်55နှစ်အရွယ်မျိုးသမီးတယောက်မိုင်းနှိမ့်ပြီးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဘိတ်ကနေတဝယ်ဘက်ကိုသွားတဲ့လိုင်းကားဟာစင်ထိုးကြီးရွာမြောက်ခင်မှာရပ်နာပြီးအပေါ့လေးသွားတဲ့အချိန်မှာမိုင်းနှိမ့်ခဲ့တာဖြစ်ပြီးအသက်အန္တရာယ်မစိုးရင်ရပေမဲ့နောက်နှစ်ဖက်ထိခိုက်သွားတဲ့အတွက်သူ့နဲ့အိမ်မှာပဲစေကူတာမှုခံယူနေတယ်လို့စင်ထိုးကြီးရွာကပြောပါရယ်အဲ့ဒီမိုင်းဟာခင်အမျိုးသားလူမျိုးရေးတက် KNL ကထောင်ထားတဲ့မိုင်းဖြစ်ပြီးစင်တိုးရွာသားတွေကိုမသွားလာကြဖို့ KNL ဘက်ကအမိန့်ထုတ်သတိပေးထားတယ်လို့ဒေသခံတွေကပြောပါတယ်။ပလောမြို့နယ်မှာမိုင်းတွေကိုစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့နှစ်ဖက်စလုံးကထောင်ထားတာတွေရှိပြီးစင်တိုးကြီးရွာဧရိယာမှာတော့ KNL ကမိုင်းထောင်ထားတာလို့ KNL တပ်ဖွဲ့နဲ့နေဆက်သူကပြောပါတယ်ရှင်။ မြန်မာနိုင်ငံငလင်တန်တဲ့ပြည်သူတွေအတွက်ရမငွေပွဲတစ်ခုကိုထိုင်းနိုင်ငံချင်းမာမျိုးကထပ်ဖက်ဂိတ်မှာကျင်းပခဲ့ပါတယ်။စောမင်းသိပ်ပေးပို့ထားပါတယ်ရှင်။ ပွဲကိုတော့ချင်းမိုင်တက္ကသိုလ် CMU ကမြန်မာစင်တာနဲ့ချင်းမိုင်မျိုးကမြန်မာလူမှုအတိုင်းဝိုင်းတို့ပူးပေါင်းပြီးဂျွန်လ20ရက်နေ့ကပြုလုပ်ခဲ့တာပါအခုကတော့နော်အဖက်ဖက်ကလူတိုင်းကလည်းဒုက္ခရောက်နေကြတယ်ပေါ့နော်အဲ့ခါကျတော့ဟိုစာဒုက္ခရောက်တာချင်းတူတူတော့အတင်းထားပါပေါ့နော်ကျမတို့ဖက်ကလည်းဒီအဝေးရောက်မြန်မာပြည်သူပြည်သားများဒီမှာရောက်နေတဲ့ထိုင်းရောက်ထိုင်းလူမျိုးနဲ့အတူအဝေးရောက်ထိုင်းရောက်မြန်မာပြည်သူပြည်သားများပေါ့စုပေါင်းပြီးတော့တတ်နိုင်တဲ့တည် က်တက်နေပြီးတော့ပါဝင်ပြီးတော့ကုညီပေးဖို့လဲဟို調査နေကြတယ်တက်နိုင်တဲ့လောက်လဲ調査ပြီးတော့ကုညီသွားပါမယ်ပေါ့ငလင်ဘေးတင်ပြည်သူတွေအတွက်ရမုံငွေရှာဖွေပွဲမှာတချင်းတီဆူဖြောပြီးတာမြမရိုရအကတိုင်းသားရိုရအကရီနဲ့တီဆူဖြောပြီးတာမြမရိုရအစားစာရီရောင်းချတာ လက်မှုပစ္စည်းတွေရောင်းချတဲ့အစီအစဉ်တွေစတာတွေပါဝင်ခဲ့ပါတယ်အဲငလင်တန်းကြောင့်ပေါ့နော်ထိခိုက်ပျက်စီးသွားတဲ့ဒေသတွေထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေပေါ့နော်သူတို့တွေကိုအဲတွားရောက်လူတန်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့တွေအနေနဲ့ပြည်ပမှာရောက်ရှိနေတဲ့သူတွေအနေနဲ့ပေါ့နော် အဲတက်နိုင်သလောက်ဝင်ရောက်အားဖြည့်ရအနေနဲ့ဒီဘွဲကိုတက်ရောက်လာတာဖြစ်ပါတယ်အဓိကတော့ဗောနော်ဒီအဲအရန်စိတ်မကောင်းဖြစ်ရတယ်ဗောငလျင်တန်ခံလိုက်ရတဲ့ပြည်သူတွေတကယ်ကိုကြီးမားတဲ့ဒီတက်ရောက်မှုတွေခံလိုက်ရတဲ့အသက်အိုးအိမ်စည်းစိမ်တွေအပျက်စီးသွားတယ်ဗောနော်အဲ့ဒီအတွက်ကိုကျမတို့တွေဘာမှမလုပ်ပေးလိုက်နိုင်ဘူးကျမတို့အနေနဲ့တက်ဆွမ်းတဲ့ဘက်ကနေပြီးတော့ဗောနော်ဒီကြံရိတ်ခဲတဲ့သူတွေအတွက်အဲတက်တော့တက်တာဖြစ်လို့ဖြစ်냐ဆိုပြီးတော့ကျမတို့တွေလုပ်ပေးနိုင်တဲ့ဟာတွေကိုစွမ်းကုန်ကူညီဆောင်ရွက်ပေးဖို့အတွက်ကျမတို့တွေလည်းစိတ်ရသက်သက်ပါတယ်ဗော မက်လ28နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်စကိုင်းမန္တလေးနေပြည်တော်အင်လီအောင်ပန်းစတဲ့ဒေသတွေမှာငလင်တန်းကိုအကြီးကျယ်ခံစားခဲ့ရပြီးပြည်သူတွေတည်ဆုံမှုများပြတဲ့အပြင်နေအိမ်တွေလည်းအများပြားထိခိုက်ပျက်စီးခဲ့ပါတယ်။ DVB data ထင်မြင့်ဂျွန်လ24ရက်နေ့ထိကောက်ယူစုဆောင်ထားတဲ့အချက်အလက်တွေအရငလင်ကြောင့်ထိခိုက်တည်ဆုံသူ4520ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူ11366ယောက်ရှိပါတယ်။ကျွန်တော်စောမင်းသိမ့်ပါ ယူကရိန်းနိုင်ငံနီပရိုပက်ထရိုဗ်စ်ဒေသကိုဇွန်လ24ရက်အင်္ဂါနေ့မှာရုရှားဒုံးကျည်နယ်တိုက်ခိုက်မှုကြောင့်အခုချိန်ထိသေဆုံးသူ16ယောက်ထိအရေတွက်မြင့်တက်လာပြီးယထာစီးခီးသည်တွေနဲ့ကလင်းငယ်တွေအပါအဝင် လူပေါင်း100ကျော်တရားရခဲ့တဲ့အပေါ်ယူကရိန်းသမ္မတဘလိုဒီမာဇလန်စကီကဇွန်လ24ရက်အင်္ဂါနေ့မှာရှုတ်ချလိုက်ပါတယ်ရုရှားတိုက်ခိုက်မှုကြောင့်ဇပိုရီဇီးယားကိုတွားနေတဲ့ခီးသည်တင်ယထာဒဇင်ပျက်စီးခဲ့ကြောင်းယူကရိန်းအာဏာပိုင်တွေက ပြောပါရတယ်။ ။အင်ကာနဲ့အစောပိုင်းကဒုံးကျည်တက်ခိုက်မှုကြောင့်နီပရိုမြို့မှာလူ၉ယောက်ထပ်မံတေဆုံးပြီး153ယောက်ဒဏ်ရာရခဲ့ကြောင်းအုတ်ချုပ်ရေးမှူးစာဟီလီဆက်ကပြောဆိုခဲ့ပြီးမြေထားထိခိုက်ပျက်စီးမှုကိုလည်းအတည်ပြုခဲ့ပါတယ်။လူ၁၂ယောက်ဟာဆိုရင်ဇာအခြေအနေမှာရှင်နေကြောင်းနဲ့ဒေယာရရှိသူတွေထဲမှာကလင်းငယ်၁၈ယောက်ပါဝင်ကြောင်းသူ့ရဲ့ Telegram ကြီးညာချက်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ရှာရှာပါပါနေကင်းကြောင်းတော့အချိန်ကြီးမှာပဲရုရှားဒုံးကျည်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဟာ သမရဇလန်စကီကမြေတလာနိုင်ငံဒေဟက်မြို့မှာနေတိုအဖွဲ့ဝင်နိုင်ငံတွေကို ယူကရိန်းရဲ့ကြီးထွားလာနေတဲ့ကာကွယ်ရေးကဏ္ဍမှာသူတို့ရဲ့ယင်းနှိမ့်မြုံနှံမှုတွေကိုမြင့်တင်ဖို့ဖိအားပေးတောင်းဆိုနေချိန်လည်းဖြစ်ပါရဲ့ရှင်။နယ်သာလန်နိုင်ငံဒီဟက်မြို့မှာအမေရိကန်၊ကနေဒါနဲ့ဥရောပနိုင်ငံအများစုပါဝင်တဲ့ NATO မဟာမိတ်အဖွဲ့ကနှစ်စဉ်ပြုလုပ်နေကြထိပ်သီးအစည်းအဝေးကိုကျင်းပနေပြီဖြစ်ပါတယ်။ ဇွန်လ24နဲ့25ရက်နေ့တွင်မှနှစ်ရက်တာကျင်းပသွားမယ့်ထိပ်သီးဆွေးနွေးပွဲကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့ဒုတိယသက်တမ်းအတွင်းပထမဆုံးအကြိမ်တက်ရောက်လာပါတယ်။လက်ရှိနေတိုးအဖွဲ့ရဲ့အထွေထွေအတွင်းမှုချုပ်မတ်ဂရုတ်ကလည်း နယ်သာလန်ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့အလျောက်သူမိခင်နိုင်ငံမှာစီးဝဲကိုဥဆောင်သွားရဖို့ရှိနေပါတယ်။အဲ့ဒီနောက်ယူကရိန်းအပေါ်ရုရှားကျူးကျော်မှုအမေရိကန်ရဲ့အနာဂတ်သဘောထားနဲ့မြေတိုးအဖွဲ့ဝင်နိုင်ငံတွေကြားကာကွယ်ရေးအသုံးစိတ်တိုးမြှင့်နဲ့ပတ်သက်ပြီးအခြေအလက်ဆွေးနွေးကြဖို့ရာမျှော်မှန်းထားပါတယ်။ဒီစီရင်မဟာမိတ်အဖွဲ့ရဲ့ကာကွယ်ရေးအတွက်အမေရိကန်ဟာငွေကြေးပမာဏအဖြစ်အများဆုံးထည့်ဝင်ထားတဲ့နိုင်ငံတစ်ခုဖြစ်ပြီး2024ခုနှစ်မှာဆိုရင်ဒေါ်လာ935ဘီလီယံထိရှိခဲ့ပါတယ်။ ဒါဟာအမေရိကန်အတွက်စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ရဲ့3.2ရာခိုင်နှုန်းဖြစ်သလိုတခြားအဖွဲ့ဝင်နိုင်ငံအလုံးပေါင်းရဲ့ကာကွယ်အသုံးစရိတ်ထက်လည်းနှဆနေပါရှိပါတယ်တဖက်မှာ GDP ရာခိုင်နှုန်းအရဆိုရင်တော့2024ခုနှစ်အတွင်းပိုလန်နိုင်ငံဟာ၄.၁ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ခဲ့ပြီး Estonia နဲ့ Latvia နိုင်ငံတွေက၃.၄ရာခိုင်နှုန်းစီထဲဝင်ကဒုတိယနေရာကိုပိုင်ဆိုင်ထားပါတယ်။ ။ဒါပေမဲ့လည်းအမေရိကန်မပါရင်တော့ NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့စုစုပေါင်းထည့်ဝင်မှုဟာ2014ခုနှစ်မှာ GDP ရဲ့1.4ရာခိုင်နှုန်းသာပြင်းမြရှိခဲ့ရာကနေ2024ခုနှစ်မှာတော့2ရာခိုင်နှုန်းအထိကိုတက်လာခဲ့ပါတယ်။ NATO အဖွဲ့ဝင်စုစုပေါင်းရဲ့၃ဘုတ်တဘုတ်လောက်ရှိတဲ့နိုင်ငံ၉ခုကတော့ GDP ရဲ့2ရာခိုင်နှုန်းထည့်ဝင်ရမယ်။ရှိပိသားသတ်မှတ်ချက်ကိုတော့မပြည့်မီသေးဘူးဆိုပြီးဖော်ပြထားပါတယ်။မကြသေးခင်ကမှအစ်စ်သတ်မှတ်လိုက်တဲ့သဘောတူညီချက်အရာ GDP ရဲ့900ကိုင်းနှုန်းကိုထည့်ဝင်ရမှာဖြစ်ပြီးပြည်မကာကွယ်ရေးနဲ့လုံခြုံရေးလိုမျိုးဆက်ဆက်နယ်ပယ်တွေမှာအသုံးပြုသွားမယ်လို့ဆိုပါတယ်ရှင်။ဘာစီလိုနာအသင်းဟာမန်ယူတိုက်စစ်မှုရက်စ်ဖို့ကိုအငှားစာချုပ်နဲ့ခေါ်ယူသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။မနစ်ကရာသီဝက်ကာလမှာဗီလာအသင်းစီအငှားချခံခဲ့ရတဲ့ရက်စ်ဖို့ကိုမန်ယူအသင်းကရောင်းထုတ်သွားဖို့ဆန္ဒရှိနေတာပါ။ဒါပေမဲ့ဘာစီလိုနာအသင်းဘက်က ရက်ဖို့ရရှိနေတဲ့တပတ်လောက်ခပေါင်3သိန်းထိပေးချေလို့ချင်းမရှိတာကြောင့်လောက်ခတစ်စိတ်တစ်ပိုင်းကိုပေးချေပြီးအငှားစာချုပ်နဲ့ခေါ်ယူဖို့စီစဉ်လာခဲ့တာပါဘာစီလိုနာအသင်းဟာပြီးပါဦးအသင်းကစပိန်တောင်ပံကစားသမားနီကိုဝီလီယံကိုခေါ်ယူဖို့လဲဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်ရက်စပိုဘက်ကတော့ဘာစီလိုနာကျက်ပွင့်လာမေးရမယ်နဲ့တွေ့ဖက်ကစားခြင်းကြောင့်စပိန်ယူတူဘာနှစ်ဦးနဲ့အင်တာဗျူးမှာအတိအလင်းပြောထားပါရဲ့ရှင်။ ဒီပပရုံမြန်တန်ကြားရဲ့မနက်ရှင်းနိုင်တဲ့တွင်ကိုရှုစားခဲ့ရတာပါမနက်စင်နိုင်မှလည်းထပ်ပြရရှိတဲ့တွင်ကိုဖြစ်ဆက်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင် တ်ကြပရိသတ်များမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့အပတ်စဉ်ပုံမှန်ထုတ်လင်းတင်ဆက်ပေးနေကြဖြစ်တဲ့ဤသူအစားပစံအငါပေးစာများဖတ်ကြားခြင်းတော်တူ TVB စီစဉ်စတင်ပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီလီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီလီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေကျမတို့ရဲ့ပတ်စဉ်တင်ဆက်ပေးနေတဲ့တော်တူ TVB စီစဉ်ပြန်လည်ထုတ်လွှင့်မှုအချိန်ရောက်လာပါပြီရှင် ုတစ်ပတ်မှာတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ဂျာတာဘရီတီမှာကြာရောက်ခဲ့တဲ့လူလူကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်အတွက်ဝင်းနေစုတောင်းဝင်းနေကြပြားတွေဝင်းနေပေးတာတွေကိုအများကြီးလက်ခံရရှိထားတာရှိပါတယ်။ဒါကြောင့်ဝင်းနေစုတောင်းပေးစာတွေကြပြားတွေကိုအရင်ဆုံးဖက်ပြပေးခြင်းပါတယ်ခင်ဗျာ။ပြီးပို့လာတဲ့ပေးစာတွေထဲကမှပထမဦးဆုံးဖက်ပြပေးမဲ့ပေးစာကတော့စကိုင်းတိုင်းလူလူတပိတ်ကပြီးပို့လာတဲ့ပေးစာနဲ့အရင်ဆုံးစတင်ခြင်းပါတယ်ခင်ဗျာ။ စကိုင်းတိုင်းကတာမြို့နယ်လူလူတပိတ်ကပါဇွန်လ16ရက်နေ့မှာကြာရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ကိုကျမတို့တပိတ်စစ်ကြောင်းကကျင်းပခဲ့ပါတယ်တပုံတွေလည်းပေးပို့လိုက်ပါတယ်ကျမတို့ကတာတပိတ်ဟာစစ်အာဏာရှင်ဆန့်ကျင်ရေးလူလူဆန္ဒနေစဉ်ကြာနေကြပါတယ်ဇွန်လ16ရက်နေ့ကတော့မေတ္တာရှင်မကြီးအမေဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ဆန္ဒပြခဲ့ကြတာပါကျေးဇူးရှင်မိမိကျမ်းပါပါသည် အသက်အရာကျော်ရှိပါသေးမည်လူထုခေါင်းဆောင်ကြီးအမေစုနဲ့နိုင်ကျင်းအားလုံးအမြန်ဆုံးလူမြောက်ကြပါစေလို့လည်းဆုတောင်းခဲ့ကြပါတယ်ကျေးဇူးပါခုလိုဗီဒီယိုဖိုင်နဲ့တကွာပြပို့လာတဲ့အတွက်ကိုလည်းကျေးဇူးရှိပါတယ်ခင်ဗျာမေစုကိုရပါလာပါစေပါစေမေ တစ်ဆက်တည်းမှာပဲကျွန်တော်တို့ဒီမြိုင်မြို့နယ်မြောက်ပိုင်းတနေရာမှာအမွေစုမွေးနေ့ချိန်မှတ်ပေါ့လေအမွေနေ့စုတောင်းစကားနဲ့ဆက်အာနာရှင်တော်လှန်တပိတ်ပြုလုပ်ခဲ့တဲ့ဗီဒီယိုတွေပြပလာတာကိုလည်းရှိပါတယ်ခင်ဗျာအဲ့ဒါကိုလည်းကျွန်တော်တို့နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်ခင်ဗျာ ပါကောင်းချော်ရေအခုတစ်ခါညီမဖတ်ပြပေးမယ့်ပေးစာကလည်းလူတို့ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ပေးပို့လာတဲ့ပေးစာတွေပါပဲရှင်။အမေစုအသက်80ပြည့်မွေးနေ့ကစားလို့တဲ့။ကျမ်းမာကြီးမွေတရားတွေ့ပါစေ။ပြည်သူပြည်သားအပေါင်းအေးချမ်းပြည့်ဝကြပါစေ။အမေများအားလုံးသားသမီးများနဲ့အမြန်ဆုံးဆုံတွေ့နိုင်ကြပါစေ။ချစ်တဲ့သူအပေါင်းအမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေ။ပဲခူးတိုင်းဖြူးမြို့နယ်ကပြည်သူတို့ဆိုပြီးပေးပို့လာတာပါရှင်။တစ်ဆက်တည်းမှာပဲနောက်ထပ်ပေးစာတစ်စောင်ကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ ဇွန်လ19ရက်နေ့ကြာတာပြည်နေ